ကားနားရောက်လာတဲ့တထေကကားဒရိုက်ဘာတကားဖွင့်ပေးပြီးတထေကယူသေးစွာနဲ့ကျေးဇူးတင်ကြောင်းပြောပြီးကားထဲဝင်လိုက်ပါတယ်။တထေဝင်သွားတဲ့နောက်ဒရိုက်ဘာကလည်းသူ့ခုံနေရာဘက်ကိုဝင်ထလိုက်တော့တထေကဖုန်းနဲ့ပုံတပုံသေချာကြည့်နေရင်ဒရိုက်ဘာဘက်ကိုလှဲကညီလေးရတိလားငါ့ငွေချင်းပူလေ private jet ဝယ်လိုက်ပြီလေကွာငါလည်းအဲ့လိုမျိုးကန်ကောင်းကြလိုက်တာပြောရင်လည်းခေါင်းအမောပြီးထိုင်ကုန်ဘက်ကိုမှီလိုက်ပါတယ်ဒီတော့ driver ညီလေးကခမားကန်လေစိုးရဲတယ်မပါပါဘူးမင်းငါပြောချင်တာနားမလဲပါဘူး ဇက်စီလို့ရတဲ့ပျော်ရွှင်မှုကကောင်းစီပြီးတော့ဘဲရမလဲတထေးရညီတော်စားနဲ့ပြန်ဖြေလိုက်ပါရဲ့အဲ့ဒီအချိန်မှာအမှန်တကားကိုတကြောက်တောက်နဲ့အပြင်ဘက်ကနေကောင်းလေးတောင်လာပြီးတော့ခောက်တာကြောင့်အမှန်တကားကိုချပြလိုက်တော့အပြင်ဘက်ကကောင်းလေးက Hello sir ကျွန်တော်မေးချင်တာလေးရှိလို့ပါဒီကားက Rolls-Royce ကအသစ်ဆိုတာဒါလားဗျကျွန်တော်အရန်လို့ကျင်တာပဲဗျအေးဒါ Rolls-Royce ကအသစ်ဆိုတာဒါပဲဟုတ်တယ်ညီတော်စားနဲ့ဖြေလိုက်ပြန်ပါရဲ့တကယ်ပါဗျဒီလိုကားမျိုးသာကျွန်တော်ပိုင်ဆိုင်ရမယ်ဆိုရင်ဘယ်လောက်ကောင်းလိုက်မလဲ ဒါပေမဲ့အခုတော့ကားအစုံလေးနဲ့နေနေရတယ်ခင်ဗျအတော်ကံကောင်းတာပဲဗျာတော့မယ်ဗျာကျွန်တော်နောက်ကျနေပြီလက်ခံစကားပြောပေးလို့ကျေးဇူးပါပဲပြောရင်လည်းအပြင်းအလူကအနာအနေထွက်သွားပါရဲ့ညီလေးမင်းပြောတာမှန်တယ်ကွာငါကံလေးစိုးရတယ်မှမပပါဘူးတကယ်ပါကို့မရှိရနဲ့ကွာရောက်ရဲနိုင်အောင်မှာပေါ့တထေးရပြန်ဖြည့်ပြီးတော့နှစ်သိမ့်လိုက်ပါရဲ့လူတယောက်ကကားကိုချောင်းနဲ့၃၅ကျပ်ပိတ်ကန်ရင်းနဲ့ကားအဆုတ်ကြီးလို့ရေရွနေပါရဲ့အဲ့ဒီချိန်မှာအရှိအနေဖြစ်သွားတဲ့အမျိုးသမီးကလည်း ဘာလဲကားပြတ်သွားလို့လားလို့လှမ်းပြီးတော့မေးလိုက်ပါတယ်။ကားပိုင်ရှင်ကားမပြတ်ပါဘူးဗျာဒီကားဆုပ်ကြီးပဲစီးနေရလို့စိတ်ညစ်နေရပါ။သူ့စကားရဲ့အဆုံးမှာအမျိုးသမီးကနေ့မှကားရှိသေးလို့တော်သေးတာပေါ့။ငါမှဆိုရင်ကားမရှိလို့ဘတ်ကားနဲ့အသွားပြန်လုပ်နေရတာ။ငါမှလည်းဒီလိုကားလေးရှိရင်သိတ်ကောင်းမှာပဲ။ကောင်းပြီလေငါတော့ရောမယ်နော်ဘတ်ကားတော့ကြာလိမ့်မယ်။တာယာတဲ့နေရက်တွေပိုင်ဆိုင်နိုင်ပါစေ။အမျိုးသမီးထွက်သွားတဲ့နောက်မှာတော့ဒီလိုကားကိုပိုင်ဆိုင်ရတာငါလဲကန်ဆူရတဲ့တော့မပါတော့ဘူးပေါ့လို့သူကိုယ်သူဖြေသိမ့်လိုက်ပါတယ် ဘတ်ကားမတိုင်တခုမှာတော့မြို့သမီးတယောက်ကသူ့စီးမဲ့ကားလွတ်သွားတဲ့အတွက်ရအောင်စောက်အောင်အော်ရင်းနဲ့ကားရဲ့နောက်ကိုပြေးလိုက်လာပြီမဲ့ကားမမီလိုက်ပါဘူးကားမမီလို့ငါဘယ်လိုလုပ်ရမလဲဒီနေ့လေကားနောက်ကျပြန်ပြီတယောက်တည်းရင်ရွတ်လိုက်ပါရဲ့အဲ့ဒီအချိန်မှာစပိန်နဲ့လူငယ်တယောက်ကအနားကိုရှောက်လာပြီဟေးဘာအဆင်မပြေဖြစ်လို့ငိုနေရလဲမိလိုက်တဲ့ခါမှာတော့အမျိုးသမီးကအေးဟာကားနောက်ကျသွားလို့ငါဒေါသရန်ထွက်နေတကယ်လို့ငါ့မှာသာကိုပိုင်ကားရှိမယ်ဆိုရင်ငါအလုပ်ကိုအချိန်မီအေးဆေးသွားနိုင်မှာဖြစ်လိုက်ပါရဲ့ ဒီတော့ကောင်းလေးရလေအဲဆိုလေဘတ်စကားကမရှိလို့38ကီလိုမီတာဝေးတဲ့အလို့ဒီစပိန်နဲ့နေရိုင်းအသွားပြန်လုပ်နေတာဟုတ်38ကီလိုမီတာတော့ဝေးတာလားနေရိုင်းအသွားပြန်လုပ်တာပေါ့အမျိုးသမီးကအံအားသင့်စွာနဲ့ပြန်ပြေးလိုက်ပါတယ်ဟုတ်တယ်ဗျကျွန်တော်လည်းဘတ်စကားပေါ်မှာအေးဆေးလေးထိုင်ပြီးတော့အလို့သွားလို့ပြန်လုပ်ချင်တာပေါ့ဗျာဒါပေမဲ့ကျွန်တော်ရဲ့ဝင်ဝင်ကဘတ်စကားစီရလာမလောက်ငောင်းလေဒါပေမဲ့ကို့မှာရှိရလေးနဲ့ကျွန်တော်ကျင်းနေနေရပါတယ်လို့ကောင်လေးကပြန်ပြေးလိုက်ပါတယ်ကောင်လေးထွက်သွားတော့အမျိုးသမီးက အေးပေါ်လေဘတ်ကားစီးပြီးသွားလာတာလည်းမစိုးပါဘူးလေကိုကိုကိုဖြစ်သိမ့်လိုက်ပါရယ်ဇညံရှောင်းလုံးတကူမှာတော့စပိန်စီးလာတဲ့ကောင်လေးကစိတ်ပြတ်စားနဲ့ဟာကွာဒီစပိန်တော့ငါတော်တော်စိတ်ညက်လာပြီနေလိုက်ဒီစပိန်ပဲစီးနေရတာအဲ့ဒီချိန်မှာပဲခြေတော့မကောင်းလို့တွန်းလဲပေါ်မှာထိုင်နေရတဲ့အမျိုးသမီးတယောက်ကအနားအောင်ရှောက်လာပြီပါအစင်ပြေးရလားမဖြစ်လို့လေလှမ်းပြေးလိုက်ပါရယ်ကောင်လေးကတော့အစင်တော့ပြေးပါရယ်ဗျာအလုသွားလုပြန်လို့ဖို့အတွက်ဘတ်ကားကမရှိလို့လေစပိန်နဲ့အသွားပြန်လုပ်နေတယ် အခုတော့ဆက်ညက်လာပြီဗျာဖြေလိုက်တဲ့ခါမှာတော့အမျိုးသမီးကတားရဲ့ချေအောင်တွေကောက်နေတရပဲပါရီဆက်ညက်စရာရှိလို့တော့မင်းလိုက်ပါရီကောက်လေးရလေတောက်မပါရီဗျာအတိပုံစံပြရတာအတော်လေးစိတ်မကောင်းပါဘူးအဲ့လိုပြောလိုက်တဲ့ခါမှာတော့အပြိုသမီးကကိစ္စမရှိပါဘူးတာရဲ့လောကကြီးရပေးတဲ့လက်ဆောင်တွေအတွက်အညီကျင့်တတ်ပါတယ်အန်ဒီယာချောင်းမရှိပေမဲ့လက်တွေကောင်းနေတရားပဲဒီတုံးလေးကိုရိုက်တုံးပြီးတော့လိုရခရီးကိုတောင်းနေတရားပဲမဟုတ်လားအဲ့လိုဖြေလိုက်ပါတယ်ဒီတော့ကောင်လေးက အတ္တိယတို့ခုမေးချင်လေဗျာအားရောနာပါရဲ့အန်တီဒီလိုပုံစံနဲ့အခုလိုပြောဘလို့နေလဲဗျမြင်လိုက်ပါရဲ့ဒီတော့အန်တီရလေရပါရဲ့တာရဲ့အစတော့အန်တီလေးမကြည့်မနဲ့ဖြစ်ခဲ့ပါရဲ့နောက်တော့မှအခြားသူကိုတွေ့လိုက်ပြီးတော့ငါမှတော့လက်တော့ကောင်းနေသေးရပဲလို့တွေးပြီးတော့ကုကုကုဖြစ်သိမ့်လိုက်တယ်အဲ့လိုဖြစ်လိုက်ပါရဲ့ဒီတော့ကောင်းလေးရလေဒါကြောင့်ကို့မှာရှိရနေစိတ်နှက်ဖို့လိုတယ်လို့လူတွေကပြောကြတာဟုတ်ကျေးဇူးပါအန်တီကြွရှင်ပါစီနော်တာလီ